ဟုတ်ရုပ်ကျင်ထဲမှာသုံးတာကဘယ်လိုလဲဆိုတော့ဒီဟိုဒီကားတကားပဲဒီထွက်ပြီးသားတခြင်းကိုသုံးတာပေါ့နော်တခြားကားတွေကြတော့အဲ့ဇက်လန်အတွက်တည်ပြီးတော့ဟိုဟာတိဆောက်ရတာပေါ့ဟုတ်အဲဒီချင်းလေးကကျွန်တော်တို့ဒီတခြားရုပ်ရှင်ကားတွေလို့ဒီတည်ပြီးတော့ရေးရတဲ့အချင်းမဟုတ်ဘူးထပိသားတွေကယူသုံးထားတဲ့ချင်းတွေပေါ့နော်ဟုတ်ကဲ့အာမရှိပါဘူးခင်ဗျမရှိဘူးဆိုတော့ ဒရိုက်တာကလည်းကိုနဲ့ရန်အရင်ကတည်းကညီကိုလိုခင်မရင်းနေကြတယ်ဆိုတော့ဟာနောက်ထုတ်လို့သူကလည်းကိုအောင်ကလည်းကိုရောလေးပေါ့အဲသူကလည်းဒီချင်းလေးကိုကြိုက်တယ်ဆိုတော့ဇက်နဲ့လည်းအဝင်ငွေချဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့လိုနှစ်ပုတ်ပါပါတယ်ဒီငွေချင်းအတွက်ရနောက်ပြီးဟာပထမဆုံးကျွန်တော်ဟို2017ကပထမဆုံးထွက်ခဲ့တဲ့လက်ခံမလာစီးရီးတဲ့ကဒီချင်းမင်းလူများဆိုတဲ့ချင်းလေးတစ်ပုတ်ပေါ့နော်နှစ်ပုတ်ပါဟုတ်ဟုတ်တယ်ဒါပထမဆုံးနောက်ပြီးကိုဆိုတာလည်း ကိုဆိုတာလဲပါလာဒါပထမဆုံးပဲအေးအဲ့ဒါကိုကြည့်ကြည့်လို့လေမကြည့်ရသေးဘူးအဲ့ဒါကြည့်ဖို့လာတာဟုတ်ဩမဟုတ်ဘူးလေအဲ့ဒါကကျွန်တော်တက်တက်ဟိုစီစီရီမှာထည့်တဲ့သချင်းလေးပေါ့နော်အာဒီဇက်ဝင်တွေတွေရေးပြီးတော့ဇက်ဝင်တွေတွေဆိုတဲ့တချင်းမဟုတ်ဘူးလေဒါဆိုတော့ဒီဇက်လန်းနဲ့ကအဲ့ဒရိုက်တာတို့ဒီထုတ်လုပ်သူတွေကဒီဇက်လန်းနဲ့အဝင်ငွေကြဖြစ်လို့ဒီတချင်းတွေကိုယူသုံးဖြစ်တယ်လို့ပဲထင်ပါတယ်ဟုတ် လိုက်ဖက်မှုရှိတာမရှိတာကတော့ကျွန်တော်တို့ဒီမင်းသားတွေကတော့တော်တော်များများတော့ဟိုပြောမယ်ဆိုရင်တော့ဒီ play back ဆိုတာများတာကိုဆိုတော့ဒီရုပ်ရှင်ဘက်ကဟိုဒီဇဝင်တွေအနေနဲ့ကကြတော့သူကဇဝင်တွေဆိုတာကဟိုဒီဇလန်းတွေကိုကြည်ရင်ကြည်ရင်နဲ့အစကနေမျောပြီးတော့ပါသွားတဲ့အချိန်မှာသူကဇံဝင်သွားတာပေါ့ဇံဝင်သွားတဲ့အတွက်ကြောင့်ဒီ life pad မှုရှိသွားတဲ့ပုံစံမျိုးလေးဖြစ်သွားတာပေါ့အဲ့ဒါ အော်နောက်ပြီးဟိုကလည်းပါမှာပါကားဇက်ကားလည်းလောကဒန်ဆိုတော့လေဇက်ကားလည်းလောကဒန်ဆိုတော့အဲလောကဒန်တရားကိုဟိုယေຊုယဉ်ညွန်းထားတဲ့အဲတခြင်းလေးကလည်းဟိုလောကဒန်တရားကိုယဉ်ညွန်းထားတဲ့အခြင်းလေးလည်းဖြစ်နေတော့အဲ့ဒါလည်းတိုက်ဆိုင်လို့ယူသုံးဖြစ်တာဖြစ်မှာပါဟုတ်လောကဒန်ကတော့ကျွန်တော်တို့ဒီတက်ချီတရဝါတိုင်းတက်ချီလူသားတိုင်းအဲဒါကကြုံတွေ့ရတဲ့အရာပဲလေကျွန်တော်လောကဒန်နေကြုံလာတဲ့အခါ အဆိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အကောင်းလဲလောကဒဏ်ပဲအဆိုးလဲလောကဒဏ်ပဲစိတ်ချမ်းသာမှုလဲလောကဒဏ်ပဲစိတ်ဆင်းရဲမှုလဲလောကဒဏ်ပဲဆိုတော့ဒီလောကဒဏ်တွေကိုဟိုအရင်ပျော်စရာတွေတွေ့တဲ့အချိန်မှာလဲပုံမှန်တည်တည်ငြိမ်ငြိမ်နဲ့ပျော်တဲ့အောင်အရင်ဝန်းနေစရာတွေကြုံရတဲ့အချိန်ဒုက္ခတွေရောက်တဲ့အချိန်မှာလဲတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်နိုင်အောင်ဆိုတော့ဒီလောကဒဏ်တရားတွေကိုဟိုတည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်တတ်ဖို့လိုပါပေါ့ဆိုတော့ဒီအဲဘယ်လိုပြောရမလဲဒီဇက်လန်လေးမှာလဲကိုကမကြည့်ရသေးတော့အခုမှကြည့်မှဆိုတော့ အဲသူတို့ဘလိုစိတ်အင်တွေဖွဲထားလဲဒါပေမဲ့ဇက်ကားနာမည်ကတော့လောကရန်ဆိုတော့အဲကျွန်တော်တို့လူသားတွေနဲ့နည်းနည်းတိုက်ဆိုင်နေမယ်လို့တော့ထင်တာပေါ့နော်ဟုတ်ညီမင်းကိုင်ကအရင်တုန်းကတော့ဘလိုပြောရမလဲဒီဒေါသကြီးတဲ့ထဲမှာပါတယ်ပြီးတော့စိတ်တူလွယ်တဲ့ထဲမှာပါတယ်စိတ်မြန်တာပေါ့အဲနောက်ပိုင်းမှာပြက်လာတဲ့ဆိုတော့နည်းနည်းကိုယ့်ကိုယ်ကိုပြန်ပြီးတော့တတိနဲ့ဆင်ကျင်တယ်အဲဒါကတော့အလေးအကျဉ်းလိုတာပေါ့နော်အဲတဖြည်းဖြည်းတော့အခုနောက်ပိုင်းတော့တဖြည်းဖြည်းယော့လာပါတယ်အသက်အရွယ်ကလည်း ဘာဖြစ်ဖြစ်သူအတိုင်းတိုင်းနဲ့သူတစ်ခုခုအရွယ်တစ်ခုရောက်လာတယ်ဆိုတော့ဒီ login တွေကိုတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်တန်းနိုင်အောင်တော့ရင်ဆိုင်ဖို့စ조사ထားတယ်။အော်အသေးခွဲတချင်းရေးတာလား။တချင်းဆိုတာကတချင်း login တွေပုံများလေးလား။အဲတချင်းဆိုတာကသူကဂီတကလူငယ်တွေကိုအဓိကဥတည်တာကိုလူငယ်တွေဟိုအမတို့အသက်ပြည့်ဆိုရင်တိတ်မခံစားတော့ဘူးလေ။ဆိုတော့လူငယ်တွေကိုဥတည်တဲ့အချိန်မှာအဲလူငယ်တွေရဲ့လူငယ်တွေကအရင်ခံစားမှုလွယ်တယ်လေ။ ငယ်တဲ့သူတွေကခံစားမှုလွယ်တယ်ထိချလွယ်တယ်ဆိုတော့ဒါတွေကိုကိုတွေကဒီဖန်တီးတဲ့လူအနေနဲ့ဒါကိုဟိုတူတူနဲ့အဝင်ဝင်ကြဖြစ်အောင်ဟိုထိချအောင်ကိုတွေကတော့စ조사ပြီးကြေးရတာပေါ့စ조사ဖန်တီးရတာပေါ့အချစ်လောကဒဏ်ကိုလည်းကြုံဘူးတယ်အလွမ်းလောကဒဏ်ကိုလည်းကြုံဘူးတယ်ဝေဒနာတွေကိုလည်းဒရယ်ဆက်ရဘူးတယ်ဟုတ်ကြီးတော့အေးပေါ့အချိန်တန်ရင်တော့တနေ့တော့ဝတ်ဖြစ်မှာပေါ့ ဟုတ်ရုပ်ကျင်ထဲမှာသုံးတာကဘယ်လိုလဲဆိုတော့ဒီဟိုဒီကားတကားပဲဒီထွက်ပြီးသားတခြင်းကိုသုံးတာပေါ့နော်တခြားကားတွေကြတော့အဲ့ဇက်လန်အတွက်တည်ပြီးတော့ဟိုဟာတီဆောက်ရတာပေါ့ဟုတ် ကိုကိုတိုင်လည်းကြိုက်တယ်ကိုကိုတိုင်လည်းကိုကိုကဒီရုပ်ကျင်တခြင်းတွေဖန်တီးရတာကိုလည်းကြိုက်တယ်နောက်ပြီးဟိုဟိုရှေ့မှာရှေ့မှာနှစ်ကားရှိတယ်ဟိုရုပ်ကျင် ကားကြီးနှစ်ကားရှိတယ်ကိုကိုတိုင် ရေးဆိုပေါ့နော်ဒါပေမဲ့အဲ့နှစ်ကားကအကြောင်းမျိုးမျိုးကြောင့်မထွက်ဖြစ်ခဲ့ဘူးဆိုတော့ အခုဒီကားကတော့အဲပထမဆုံးပေါ့ကိုကိုဘွားရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ဝင်တွေပေါ့ကျွန်တော်တို့အရင်ဟိုဟာကိုသားကြီးတို့ခစ်တို့လို့ရောက်သွားတာပေါ့အဲကိုသားကြီးတို့ကိုလွေမိုးတို့ခစ်တော့ဆိုရင်အောင်မီမီသားချင်းတို့တုံးတယ်လေအဲ့ဒီရှေ့မှာကြာတော့ကျွန်တော်တို့ဟိုဇာတ်ဝင်ဒီဇက်နဲ့လိုက်မဲ့ဟာကိုဖန်တီးကြတယ်အဲကျွန်တော်တို့ငေရွေးကျွန်တော်တို့ဖြတ်သန်းလာတယ်ကျွန်တော်အသက်နဲ့မီတဲ့အရွယ်ကြာတော့အဲအောင်မီမီသားချင်းတွေကိုလိုက်ဖဲမဲ့ချင်းတွေကိုတုံးကြတယ်ပေါ့နော်ဆိုတော့ဒီ2010နောက်ပိုင်းတော့ 2010 2015နောက်ပိုင်းကိုပို့ပြီးတော့ဒီဇက်ကိုတည်ပြီးတော့ပြန်ပြီးတော့တပတ်ပြန်လဲလာတာပေါ့ဇက်ကိုပြန်ပြီးတော့တည်ပြီးတော့ရေးတဲ့ချင်းလေးတွေပေါ်လာတာပေါ့အဲ့လိုလဲမဟုတ်ပါဘူးဟိုတငယ်ချင်းတန်ရောစင်တော့မဟုတ်ဘူးကျွန်တော်ကတန်ရောစင်တွေကိုတော့ဟိုပြောပြောရရင်တော့စကီးစကီးကြီးပြောတယ်လို့ထင်မှကြောက်လို့တန်ရောစင်တွေတော့တက်နေဆုံးဟိုဟိုမပူလောင်ထိမ့်သိမ့်တယ်အဲ့လိုပဲပြောရမှာပေါ့ အဒီကားဒီလောဒန်ဆိုတဲ့ဥချင်းကားကြီးမှာကျွန်တော်ကိုပါဝင်ခွင့်ပေးခဲ့ကြတဲ့ကျွန်တော်တို့ဒရိုက်တာကိုစိုးမှုမင်းရဲ့အဲကိုအောင်ကိုရောလေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အဲလို့ပြောရမလဲလောဒန်ဒီနဲ့ရင်ဆိုင်ဖြတ်ကျော်နေရတဲ့ကျွန်တော်တို့လူသားတွေနဲ့ဒီလောဒန်ဆိုတဲ့ဥချင်းကားကြီးနဲ့နှလုံးသားချင်းရင်ဘက်ချင်းခံစားချင်းခံစားချက်ချင်းထက်တူကြပါစေလို့ထက်တူကြပြီးတော့အောင်မြင်ပါစေလို့ကျွန်တော်ဒီနေရာကနေဆုတောင်းရင်းနဲ့နှုတ်ဆက်ပါတယ်ခင်ဗျာ